င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ဒီနေ့တည်နေ့ထဲမှာတော့မြန်မာစစ်တပ်ကိုအရေးယူပေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုမြန်မာအရေးလှုပ်ရှားတဲ့50တဖွဲ့တောင်းဆိုလိုက်ပါတယ်။စစ်ကောက်စီရဲ့တပ်ဖြတ်မှုကြောင့်ရေစကြူဒေသခံဆက်တယောက်တိစုပ်ခဲ့ပါတယ်။တန်တော်ကြီးကစစ်ကောက်စီတပြေညွတ်တပ်စခန်းကို KNU ကသိမ်းပိုက်လိုက်ပါတယ်။အနာတိုင်လီနစ်တော်ကာလအတွင်းအမျိုးသမီး6000နီးပါးကိုစီကောက်စီကဖမ်းဆီးခဲ့ရတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာတဲ့ဒင်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်။ ဒီနေ့အစီအစဉ်ကိုကျမနဲ့ဒူကိုပီတာတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမနက်ကမှစစ်ကောက်စီတပ်ကခရီးယံဘာတာဝင်တွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့လူခွေချိုးဖောက်မှုတွေကျူးလွန်နေတာကိုရေးယူပေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုမြန်မာအရေးလှုပ်ရှားတဲ့50ဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ ီချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ရဇဝမှုနဲ့ဆေးရဇဝမှုတွေအဖြစ်သတ်မှတ်ပေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကိုတိုက်တွန်းကြောင်းအမေရိကန်ခြေဆိုင်ခရီးယံဘာသာရေးအဖွဲ့နဲ့မြမရေးလှုပ်ရှားတဲ့အဖွဲ့တွေကစာတစောင်ရေးသားပေးပို့ပြီးတောက်ဆူလိုက်တာဖြစ်ပါတယ်။မေရီလန်းပြည်နယ်အခြေဆိုင် Burma Research Institute ရာလီဦးဆောင်ပြီးနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုစီကိုမလ9ရက်နေ့ကပေးပို့တဲ့အဒီဆာဝါ အမေရိကန်နစ်ချင်းခရစ်ယာန်နဲ့ကက်သလစ်ခရစ်ယာန်ဘာသာရေးအဖွဲ့တွေအမေရိကန်ခြေစမြန်မာတိုင်းရင်းသားအဖွဲ့တွေနဲ့မြန်မာအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့50အဖွဲ့ပါဝင်လက်မှတ်ရေးထိုးထားပါတယ်မြန်မာနိုင်ငံကနစ်ချင်းခရစ်ယာန်ဘာသာဝင်တွေတခြားခရစ်ယာန်ဘာသာဝင်တွေနဲ့အခြားဘာသာဝင်တွေဟာမြန်မာစစ်တပ်ရဲ့ပြစ်မှတ်ထားဖိနှိပ်မှုခံနေရတဲ့အတွက်ဒီလိုရက်တွေရပ်တန့်ခါရဖို့လက်မှတ်ရေးထိုးတောင်းဆိုတာဖြစ်တယ်လို့အမေရိကန်နစ်ချင်းခရစ်ယာန်ကျောင်းတော်များအသင်း ABCUSA က ဘုဒ္ဓကြီးဒေါ်တာရုမစ်ဒလီကပြောပါရယ်စစ်တပ်ဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာအယတာပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေတိုးမြင့်လာပါတယ်မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်အောင်အမေရိကန်အစိုးရအပါအဝင်ကူညီဖို့လိုအပ်ပါတယ်လို့ Burma Research Institute ရဲ့အုတ်ထားဦးစိုးသုံးမုံကပြောပါရယ်ခရီးယံဘာသာဝင်တွေအပေါ်ပြစ်မှတ်ထားကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုလူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့စစ်ရဲ့ဇဝတ်မှုတွေအဖြစ်သတ်မှတ်ခြင်းက စစ်တပ်ရဲ့လုပ်ရတွေအတွက်တာဝန်ယူတာဝန်ခံမှုရှိစေဖို့အရေးကြီးတဲ့ခြေလှမ်းတလမ်းဖြစ်လာမှာဖြစ်တယ်လို့ဆိုပါတယ်။စစ်တပ်ကအယတာပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့ခရီးရန်ဘာသာဝင်တွေအပါအဝင်လူနည်းစုအလုံးကို အကာအကွယ်ရဖို့ဖြစ်လာပဲလို့ဒီအိတ်ဖွဲ့ပိစာကိုဦးဆောင်ပေးပို့ခဲ့တဲ့ Burma Research Institute ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံကစစ်ကောင်စီအဖွဲ့ဝင်73ယောက်နဲ့ကာကွယ်ရေးဝန်ကြီးဌာနမြန်မာစစ်တပ်နဲ့အမှတ်33ချင်းမြန်တပ်မတ်ဌာနချုပ်တွေကိုတံခတ်ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ်ကြိုးဆိုကြ Justice for Myanmar GFM ကမတ်လ10ရက်နေ့မှာတည်ထောက်ပြန်ပါတယ် ဒက်ခတ်မှုမှာပါဝင်တဲ့အမတ်33ချီမြင့်သက်မှတ်ဌာနချုပ်ဟာ2030ခုနှစ်ကရိုဟင်ဂျာတွေအပေါ်လူမျိုးသုံးတက်ပြတ်မှုကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့2023ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုဖြိုခွင်းတက်ပြတ်ခဲ့တဲ့တက်မှတ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်ကနေဒါနိုင်ငံကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သူတွေဟာစစ်ကောင်စီရဲ့အကြမ်းဖက်ဆီစီရေးကိုဗဏ္ဍာငွေထောက်ပံ့မဲ့စီးပွားရေးလုပ်ငန်းတွေကိုမြစ်တင်ပေးနေသူတွေစစ်ကောင်စီအတွက်အင်တာနက်ဖြတ်တောက်ရေးစင်စာဖြတ်တောက်ရေးအကောင့်ထဲပေါ်ပေးနေသူတွေနဲ့အီလက်ထရောနစ်စာကြည့်ထောက်လန်းနေသူတွေပါဝင်တယ်လို့ GFM ကဆိုပါတယ် နိုင်ငံတကာအစိုးရတွေအနေနဲ့မြန်မာပြည်သူတွေနဲ့အတူရက်တည်ပြီးစစ်ကောင်စီရဲ့ရဇဝမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရဇဝမှုတွေအတွက်လိုအပ်တဲ့အရင်အမြင့်တွေကိုပိတ်ဆို့ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းထားပါတယ်။ကနေဒါနိုင်ငံရဲ့မိတ်ဖက်နိုင်ငံတွေကိုလည်းစစ်ကောင်စီရဲ့ဖန်တန်ဝေစစ်လက်နဲ့စစ်ပစ္စည်းကိရိယာတွေနဲ့လင်းရင်စီရင်းမြစ်တွေကိုပြစ်မှတ်ထားတံခတ်ပိတ်ဆို့မှုတွေတိုးချဲ့ချမှတ်ဖို့လည်း DFM ကတောက်ဆိုထားပါတယ်။ကနေဒါအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ ဝင်ဥပရွှေနဲ့စစ်ကောက်စီရဲ့ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ဒေါက်တာကန်စောဥကကိုလိုင်ဥအောင်ကျော်ဟိုးဗိုလ်ချုပ်ကြီးမိုးအောင်ခွန်တန့်စောထူအပြင်ဒုတိယဝန်ကြီးတွေဖြစ်တဲ့ဗိုလ်မှူးချုပ်လူမော်ဥအောင်ကျော်ထွန်းဥအောင်မြိုင်ဗိုလ်ချုပ်ကိုလေဒေါ်သက်တန်းလင်းဥမင်းထို့ဥထင်ကျော်သူတို့ကိုတန်ခတ်ပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့တာပါမကွေးတိုင်းရေဂျုံမြို့နယ်ရေလေကျွန်းဒေသကမြေဆိုးတော်ရွာကိုစစ်ကောင်စီတပ်ကဝန်ရောက်စီနေပြီး ဒေတာခံတွေကိုတက်ဖြတ်သွားတာကြောင့်တည်ဆုံသူ70ယောက်အထိရှိနေပြီလို့ Yes Jo Township Info Committee အဖွဲ့ကမလာကိုရနေ့ကတင်ထုတ်ပြန်ပါတယ်မခုတ်ကူချေဆိုင်အမှတ်3.3အချင်းမြန်တပ်မဌာနချုပ်နဲ့ရေစကြိုမြို့နယ်ကချင်းမြန်တပ်ရင်းတွေဖြစ်တဲ့ခမာယာ196ခမာယာ195ခုခမာယာ198တပ်ရင်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေကညီစွန်းတော်ရွာထက်ကိုမလနေရဲ့နေ့ကနေ၄ရက်နေ့အထိဆက်တိုက်စစ်ကြောထိုးပြီးဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကိုပါမိရှုဖြစ်စီခဲ့တယ်လို့ဆိုပါရယ်။မလငါးရဲ့နေ့ကဒေတာခန်တွေရွာထဲပြန်လည်ဝင်ရောက်ခဲ့ပြီးမြေဆွန်းတော်ရကအယတာငါးရောက်ရဲ့ရုပ်လောင်းတွေကိုကနဦးတွေ့ရှိခဲ့တာဖြစ်ပါရယ်။တပြတ်ခံခဲ့ရသူဒေတာခန်ရုပ်လောင်း6လောင်းကိုထပ်မံတွေ့ရှိခဲ့တာကြောင့်အခုဆိုရင်ပေဆုံးသူ7ယောက်အထိရှိလာပြီဖြစ်ပါရယ်။မြေဆွန်းတော်ရကဒေတာခန်တန်ကြီးရွယ်အိုတွေအတက်ခံခဲ့ရတာလို့ရေစကြိုတောင်းရှိ info ကော်မတီတောင်းရှိသူကပြောပါရယ်။တပြတ်ခံရသူတွေထဲ အသက်60ကျော်အရွယ်၈ယောက်နဲ့အသက်60အောက်၃ယောက်ပါဝင်ပါတယ်။စစ်ကောင်စီရဲ့စစ်ကြောထုံးမိရှုတာကြောင့်မိစွန်းတို့ရွာအပါအဝင်ဇေယနီနဲ့တာကောင်းရွာတွေဟာရွာလုံးကျွတ်နေပါမိရှုဖြစ်စည်းခံရပြီးနေအိမ်600နီးပါပျက်စီးသွားတဲ့အပြင်ဒေသခံ1000ကျော်ကလည်းဘေးလွတ်ရာကိုထပ်ပြီးတိတ်ရှောင်နေရပါတယ်။ ကရင်ပြည်တန်လောင်ကြီးမြို့နယ်အတွင်းကစစ်ကောင်စီတပ်ရဲ့တပြင်းညွတ်တပ်စခန်းကိုမတ်လ10ရက်နေ့မှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပါတယ်။တပြင်းညွတ်တပ်စခန်းကိုမတ်လ9ရက်နေ့မှာ KNL နဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ပြီးနောက်မတ်လ10ရက်နေ့မှာသိမ်းဆီးလိုက်တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား၈၀၀ထက်မနည်းတိစုပ်ခဲ့ပြီး၂၀ကျော် ထွက်ပြေးလူမြောက်နေတယ်လို့ဆိုပါတယ် အဲ့ဒီစခန်းမှာစစ်ကောင်စီတပ်သားအယောက်30လောက်အထိုင်ချထားပြီး KNL ပူပေါင်းတပ်ဖွဲ့တွေကသိမ်းဆီးပြီးနောက်စခန်းကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့ဒေတာခန့်တွေကပြောပါရယ်။ဒါအပြင်စစ်လက်နက်ပစ္စည်းတချို့လည်းသိမ်းဆီးရမိထားတယ်လို့စခန်းစုခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုရှာဖွေနေပြီးနယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ဆိုပါရယ်။ကရင်ပြည်ကြောက်ကြီးမြို့နယ်ပဲခူးတိုင်းမုံမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အယတာ၃ရောက်တိဆုံးပြီး နှစ်ယောက်တိခတ်တန်ရာရခဲ့တယ်လို့ KNU ဘိုက မလာရှိရင်းနီးကဒေထုတ်ပြန်ပါတယ်မလာ9ရက်နေ့ညပိုင်းကကြောက်ကြီးမြို့နယ်အင်းနယ်ရွာကိုလေကြောင်းကနေဘုချေတိုက်ခိုက်ခဲ့တယ်လို့မလာ6ရက်နေ့မှာလည်းမုံမြို့နယ်အတွင်းကကြောက်ကြီးပေါရွာနဲ့မကြီးတော်ရွာတို့ကိုဘုချေတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဘုချေတိုက်ခိုက်မှုကြောင့်ကြောက်ကြီးပေါရွာကအသက်63နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဒေဆုံးခဲ့ပြီးအမျိုးသမီးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မကြီးတော်ရွာကအသက်50ကျော်အရွယ်အမျိုးသားတစ်ယောက်နဲ့ မြို့သမီးတယောက်တည်ဆုံခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ကြောက်ကြီးမြို့နယ်မှာနေထိုင်တဲ့လုံချုံရီးကျောင်းအမီမဖော်လူတဲ့ဒေသခံတယောက်ကတော့နေ့စဉ်နဲ့အမျှလေကြောင်းရံကိုသတိထားနေရတယ်လို့ဆိုပါတယ်။စစ်ကောက်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောက်ကြီးနယ်မုံမြို့နယ်အတွင်းကနေအိမ်၁၀လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုတ်တွယ်ရေးတီထောင်စုကာလန်ပိုင်းမှာတိုက်ပွဲဖြစ်နေတာတုံလကျော်ကြာပြီဖြစ်တာကြောင့်စစ်ပေးရှောင်နေတဲ့တနင်္သာရီမြို့နယ်တိတ်ခွန်ကျေးရွာအုပ်စုထဲကပြည်သူတွေရိတ်ခါပြက်လက်မှုနဲ့ကြုံနေရပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါရှိနေကြပါတယ်။ တနင်္လာရီမော်တော်ကားလမ်းပိုင်းတိုက်ပွဲကြောင့်တုံလကျော်အကြဆစ်ရှောင်းနေကြရတဲ့တိတ်ခွန်ကျေးရွာအုပ်စုကပြည်သူ1900ကျော်ဟာရိခါရီပြက်လက်လာကတောတော့ထဲကျုံတလူစားတော့နေထိုင်ရတာကြောင့်ကာလဝန်ရောကလည်းဖြစ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ် လက်ရှိစစ်ကောင်စီဘက်ကထိုမခါမော်တော်ကားလန်းပိုက်ကိုထိတ်ချုံနိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပြီးစစ်အင်အားတွေထပ်ဖြည့်ကနေမြေစုမိုးနိုင်အောင်လေကြောင်းပစ်ကူတွေနဲ့လည်းနစ်စင်ရက်ဆက်တိုက်ခိုက်နေတယ်လို့ဂေါ်တူးလီအာမီ KTLA ထီးဆဲမဲရွာတက်ရေးတာဝန်ရှိသူကပြောပါရယ် နှစ်ဖက်တိုက်ပွဲတွေနှစ်တိုင်းဖြစ်နေတာကြောင့်စစ်ရှောက်တွေကိုထောက်ပံ့တဲ့အဖွဲ့တွေအနေနဲ့မြေပြင်မှာတွားရောက်ကူညီတဲ့အခါစစ်ကြောင်းတွေထိတ်တိုက်တိုးနိုင်တယ်လို့တိုက်ပွဲကြားထဲပိတ်မိနိုင်တာကြောင့်ရိခါထောက်ပံ့မှုပေးနိုင်ဖို့ကခက်ခဲနေတယ်လို့ဆိုပါတယ်။ရိခါထောက်ပံ့ဖို့အခက်အခဲဖြစ်နေရင်စစ်ရှောက်ပြည်သူတွေအတွက်လည်းရည်ရှိမှလောဝရိခါပြတ်တော့တွားနိုင်မယ့်အခက်အခဲတွေနဲ့ကြုံတွေ့ရမယ်လို့ပြောပါတယ်။စစ်တပ်ကအာဏာသိမ်းတဲ့2021ခုနှစ်ကနေ2025ခုနှစ်အထိအရွယ်ရောက်ပြီးအမျိုးသမီး6000နီးပါးကိုစစ်ကောက်စီက ဖန်ဆင်းခဲ့တယ်လို့မြူတာညီညွတ်ရေးအစိုးရကမလ၈ရက်နေ့မှာထုတ်ပြန်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့တဝန်တော်မှာဖော်ပြပါဗါတယ်။အဲ့ဒီထဲက2329ရောက်ပြည်ထောင်ချက်မှခံထားရပြီးဒေသ16ရောက်နဲ့ထောက်နံတသက်ချက်မှခံရသူ98ရောက်ပါဝင်တယ်လို့ NGG ကဆိုပါတယ်။ဆက်အာနာတိတ်ဒီနေ့ကျော်ကာလအတွင်းအမျိုးသမီး2000နီးပါးကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ NGG အနေနဲ့နေမိုင်းဆိုင်ရာထိပါနောက်ဆက်အများထောက်တာနဲ့မဖွဲ့မရပြုတာတွေကို အကအကွယ်ပေးမူဝါဒဂျာမဒန်သူရေးမူဝါဒတွေကိုအတည်ပြုထုတ်ပြန်ထားပြီးစတင်အကောင့်ထဲပေါ်ကြစ်တုံးနေပြီလို့လည်းရေးသားထားပါတယ်နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့အမျိုးသမီးတွေကိုအကြမ်းဖက်မှုကနေကာကွယ်ဖို့ဒန်းသူညီမျှမှုနဲ့အမျိုးသမီးတွေစွမ်းဆောင်ရည်မြင့်တင်တာတွေအတွက်ထိရောက်တဲ့ပတ်ပိုးကူညီမှုတွေပေးချဖို့လည်း NUG ကတိုက်တွန်းထားပါတယ်1908ခုနှစ်တုန်းကအမေရိကန်နိုင်ငံနယူးယောက်မြို့အထက်ချုပ်ဆက်ရုံကအမျိုးသမီးတွေဟာမဲပေးခွင့်ရဖို့ အလုတ်ချိန်ချော့ချပေးဖို့နဲ့လဆာတိုးပေးဖို့အတွက်ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြတဲ့မလရှိရဲ့နေ့ကိုအပီပီဆိုင်ရာအမျိုးသမီးများနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။လက်နက်ကင်ဆောင်ထားတဲ့စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအနေနဲ့လင်မိုင်းဆိုင်ရာအမျက်ထုတ်တာတွေကိုရပ်တန့်ဖို့လေပြည်သူပြည်ပအမျိုးသမီးအဖွဲ့အစည်းအတီတီကတောင်းဆိုလိုက်ပါတယ်။ တင်းအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထက်ကအဖြစ်ပြည့်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းပါးတွေဆက်သွယ်မင်းမြတ်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ခတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။